အညရတာဆောင်းတာဒီပြောတယ်မဖူးပြောတာကိုပြန်ပြီး highlight လုပ်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါလုံးဝဖြစ်တင်ပါတယ်ဖြစ်တင်ပါတယ်လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော်အဲဆောင်းတာပြောသလိုပေါ့ရွေးကောက်ပွဲစမယ်နေလားသို့မဟုတ်ရွေးကောက်ပွဲမစခင်လားညီတို့ဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီဒေးတစ်ခု ခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံးရမှာတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညီတို့ ဒီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေအထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ view site မနေနဲ့ဒီထက်ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့နဂါးတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေနော်ရှင်းပလိုက်ဖို့လိုတယ်ဗျာတည်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့တွားနိုင်မှရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲတော့လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမီးလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစာတယ်ဗျာညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့တည်ရမလားလပိတ်လေးတောက်လိုက်ဂိမ်းလေးစော်လိုက်ဒီရလာဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ back ရွေးတော့အကြိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုရောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းအကျူးဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ ိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိတက်ဆုပ်ပံမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလဲဖြောက်တင်နေပြကြနော်လူငယ်လက်ရှိတက်ဆုပ်ပံမှာလဲလူငယ်တွေအတတ်တရပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့စကစ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေ တန်းနိုင်အောင်ရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဒါအပွင့်လေးတော့သောမျိုးတက်ငယ်မရင်ကျူးလုံသူမှာလွန်ခဲ့သည့်3လကတက်ငယ်မရင်ကျူးလုံခဲ့သောကြောင့်ပအဖနှစ်တက်ရင်ပူပေါင်းဖန်စီထိမ့်သိမ်းထားစဉ်ထွက်ပြေးသွားသူဖြစ်နေ ယောဒေတာဆုံးမြို့နယ်မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုအတ္တမပြုကျင့်ပြီးအလောင်းဖြောက်ဖြက်ခဲ့တဲ့တရခန်မင်းမင်းဆိုဟာယခုနှစ်ဇူလိုင်လကအလားတူတပ်ငယ်မရေမှုကျူးလွန်လာကြောင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့တပ်ဆိုင်ရာတပ်ရင်းတို့ပူးပေါင်းဖမ်းဆီးထိန်းသိမ်းထားရကနေထွက်ပြေးသွားသူဖြစ်တယ်လို့ဒေတာခန်တည်င်းရင်းမြစ်ကပြောပါတယ် အော်တိုဘာလ20ရက်နေ့ကအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုမင်းမင်းဆိုးဆိုသူကဆေးရုံဆောက်ဦးဟောင်းတစ်ခုမှာအထမပြုကျင့်ပြီးအလောင်းဖြောက်ဖြက်ခဲ့တာကြောင့်အော်တိုဘာလ24ရက်နေ့မှာတိရှိခဲ့ပြီးဖမ်းဆီးခဲ့ကြပါတယ်။ကျူးလွန်ခဲ့သူမင်းမင်းဆိုးဟာအသက်20နှစ်ရှိပြီဖြစ်ပြီးစောမျိုးနယ်ဒေသခံလည်းဖြစ်ပါတယ်သူဟာ ကန်ကောခရိုင်တရင်၃ရဲဘော်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။လွန်ခဲ့တဲ့ဇူလိုင်လ20ရက်နေ့မှာစောမျိုးကအသက်14နှစ်အရွယ်မိန်းကလေးငယ်တဦးကိုမိသက်စခန်းအဆောက်အဦမှာအရက်မူးအောင်တိုက်ပြီးအထမပြချင်းခဲ့တာကြောင့်မြို့နယ်ပဖာနဲ့တပ်ဆိုင်ရာတရင်တို့ကမင်းမင်းဆိုးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့အချုပ်ကနေထွက်ပြေးလွတ်မြောက်ကစုံမျိုးနဲ့တမိုင်ခန့်ကွာကခြေရွာတရွာမှာပေါောင်းနေကြတာဖြစ်ပြီးယခုအချိန်စုံမျိုးတွေကိုပြန်ဝင်လာကကျူးလွန်လာဖြစ်တယ်လို့ယုံကြည်ရတဲ့သတင်းရင်းမြစ်ကဆိုပါတယ်ပထမအမှုကိုကြက်ကြက်နနာတေချာမကိုင်းတွေလို့နောက်ထပ်အမှုဖြစ်လာရတာပါမျိုးနဲ့ပအဖတာဝန်ခံပေါ်ဆောင်မှုလို့ယူဆပါတယ်လို့စောတီတာကသတင်းရင်းမြစ်ကမကူပြောပါတယ် လက်တလောစုံစမ်းရတဲ့သတင်းတွေအရမတိမှုကျူးလွန်ခဲ့တဲ့တရက်ခန်းမင်းမင်းဆိုးကိုမြို့နယ်ပလဖာကဖမ်းဆီးထိန်းသိမ်းချိန်မှာတရက်ခန်းဖြစ်သူကလည်းအမှုကိုဝန်ခံထားပြီးအခြေအနေသေးစိတ်ကိုတော့စစ်ဆေးမင်းမြန်နေစေဖြစ်ပါတယ်။ဂျင်းနဲ့အတူဆက်နွယ်တဲ့အမျိုးသား၃ဦးကိုလည်းဖမ်းဆီးပြီးစစ်ဆေးမင်းမြန်နေပါတယ်။ယမန်နေ့အော်တိုဘာလ26မှာတော့တပ်ငယ်မတိမှုကျူးလွန်ခံတဲ့တရက်ခန်းကိုတည်ရန်စီရင်ပေးဖို့စောမြို့ပေါ်မှာဒေသခံပြည်သူတွေကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ကလေးတငယ်တွေပေါ်လိမ့်မိုင်းဆိုင်ရာကျူးလွန်သူလိမ့်ဆိတ်ရှိသူတွေကိုပီဒိုလို့ခေါ်ဝေါ်ပြီးလူအတိုင်းဝိုင်းတစ်ခုလုံးကအကြီးအကျယ်ပြစ်တင်ရှုံချကြပါတယ်။တငယ်မရင်းကျူးလွန်သူများဟာပီဒိုဖြစ်နိုင်တယ်လို့ပီဒိုမဟုတ်သူများကလည်းကျူးလွန်တက်ကြတယ်လို့အမေရိကန်စိတ်ပညာရှင်ဂျူဒက်ဖာမန်ကဆွေးနွေးဖူးပါတယ်။မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးကတည်းက တက်ငယ်မတိန်ကျူးလွန်မှုတွေနဲ့ကျူးလွန်သူတွေကိုစနစ်တကျဖော်ထုတ်တာအဖြစ်ပေးအရေးယူတာအားနည်းလာသလိုအင်တာနက်အွန်လိုင်းများနဲ့ Telegram Channel တွေမှာလိမ်ပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအလွယ်တကူကြည့်ရှုနိုင်နေတာကပီဒိုတွေကိုအားပေးလုံဆော်နေတယ်လို့မဖရဲ့သတင်းရင်းမြစ်တအူးကမှတ်ချက်ပေးပါတယ်မဖရဲ့သတင်းဆောင်ပါနဲ့ရုပ်သံတွေကို YouTube နဲ့ Telegram မှာလည်းကြည့်နိုင်ပါတယ်